ဒီကွန်မန်လေးကဘာမှလာပြီးတော့မှတ်ထားပါလဲဆိုရင်တော့မျိုးသားတွေမကြိုက်တဲ့အမျိုးသမီးတွေမှာရှိတဲ့အကျင့်စရိုက်တွေဆိုတဲ့ဗီဒီယိုရဲ့အောက်မှာကွန်မန်လာရေးထားတာဖြစ်ပါတယ်။ဟုတ်တယ်ဗျာတဲ့ကျွန်တော်လက်တွေ့ကိုကြုံနေရတာတဲ့တချိန်ကအရန်ကိုချက်ခဲ့တာအခုတော့သူ့အနားမှာမနေကျင်တော့ဘူးတဲ့စိတ်ကုံတာမဟုတ်ဘူးစိတ်ပြတ်သွားတာအမှန်ကတော့အကို့ကိုကျွန်မအရင်ပြောချင်တယ်ပေါ့နော်စိတ်ကိုအရန်ချက်ခဲ့တာနော်အရန်ကိုချက်ခဲ့တာ အရန်ချစ်ခဲ့ပြီးတော့စိတ်ကုံတာမဟုတ်စိတ်ပြတ်သွားတာအဲ့ဒီစိတ်ကုံတာမဟုတ်ဘူးစိတ်ပြတ်သွားတယ်ဆိုတဲ့အခြေအနေမရောက်ခင်မှာ ကိုအရန်ချစ်ရတဲ့သူလေဒီအရန်ချစ်ရတဲ့သူကိုမစွန့်လွန်ဖို့ကိုလက်မလွတ်ဖို့အတွက်ကိုဘာတွေလုပ်ရမလဲဆိုရင်ကိုရဲ့အမျိုးသမီးနဲ့ဆွေးနွေးရမယ်ကိုမကြိုက်တဲ့အချက်တွေကိုသူလုံးနေပြီးကိုစိတ်ထဲမှာအရန်ကိုမှအာခံစားချက်ကအဆင်မပြေတော့ဘူးဆိုရင်ကိုရဲ့အမျိုးသမီးကိုကိုဟာတေချာဖြောင်းဖြောင်းဖြားဖြားနဲ့ချွတ်ချွတ်တာတာနဲ့ပြောရမှာအမျိုးသမီးတွေကလေသူတို့ရဲ့အိမ်အောင်ဘက်နော်သူတို့ရဲ့ အာဒီ relation partner ကနေပြီးတော့မော်เนาะသူတို့အပေါ်မှာဟိုချိုချိုချိုတတတာနဲ့ဂယူဒီဇိုင်းနဲ့နားလည်သဘောပေါအောင်ရှင်းပြလို့ရှင်အမျိုးသမီးတွေလောက်နားထောင်တာအမျိုးသမီးတွေပဲရှိတယ်အကိုတို့သေချာမပြောပြလို့ပြီးရင်ဇွဲမရှိဘူးပြီးရင်စိတ်မရှိဘူးအဲ့ဒီအခြေအနေကြောင့်မို့လို့ relationship တွေကအဆင်မပြေဖြစ်ကုန်တာအဲ့တော့စိတ်ကုန်တာမဟုတ်စိတ်ပြတ်တဲ့အခြေအနေမရောက်ခင်မှာကိုယ့်ရဲ့အမျိုးသမီးကိုဒီမှရေး မင်းဒီလိုတွေလုပ်နေတာငါ့အတွက်အရန်အဆင်မပြေဖြစ်နေတယ်ငါရဲ့စိတ်ပိုင်းဆိုင်ရာလည်းအရန်ထိခိုက်တယ်เนาะအဲ့ဒီအတွက်ကြောင့်မလို့ဒီအချက်လေးတွေပြင်ပေးရင်တော့ကောင်းမှာပဲဒီအချက်လေးတွေပြင်လိုက်လို့ရှင်တော့ငါတို့အိမ်တော်ကြီးဟာရှေ့ဆက်လို့ရှင်အာအရန်ကိုတာယာတဲ့အိမ်တော်ကြီးတစ်ခုဖြစ်မှာပြီးတော့ရင်မင်းဘက်ကရောအမ်ငါပေါ်မှာပေါ့နော်မကြိုက်တဲ့အချက်တွေဘာတွေရှိလဲငါလည်းစူးစမ်းပြီးပြင်ပေးမယ် ဒီအချက်တွေဒီအချက်တွေကလည်းငါမကြိုက်ဘူးအဲ့အတွက်ကြောင့်မင်းပြင်ပေးလို့ရနိုင်မလားမင်းမကြိုက်တာလေးလည်းပြင်ပေးမယ်ဆိုတာမျိုးကိုတစ်ဖက်နဲ့တစ်ဖက်အမျှတစွာနဲ့စဉ်းစားပြီးတော့ကိုဟာဆွေးနွေးရမှာအဲ့တော့ဆွေးနွေးမှုတွေမလုပ်ဘူးကိုစိတ်နဲ့ကိုအာမကြိုက်ဘူးဆိုမကြိုက်ဘူးဟိုကလည်းပြောတယ်ဒီကလည်းမကြိုက်ဘူးနဲ့အဲ့မှာရင်အပြက်အပြက်နဲ့ဘာဖြစ်သွားလဲဆိုတော့နှာခေါင်းတွေထွက်သွားကြတာပေါ့နော် အဲ့တော့ဟိုတိစားဆွေးနွေးမှုဒီအိမ်တော်တစ်ခုမှာ relationship တစ်ခုမှာ အရန်ကိုအရေးကြီးတဲ့အရာတစ်ခုဖြစ်တယ်ပြီးရင်တစ်ဖက်သေးကိုတော့အာမင်းမဲပြင်ရမယ်မင်းမဲလုပ်ရမယ်လုံးလို့မရပါဘူးเนาะဒါလေးကိုတော့သိစေချင်ပါတယ်အဲ့တော့ဒီအာ TikTok မှာဆိုရင်ကျမကဗီဒီယိုတွေအများကြီးလုပ်ပေးနေရဆိုတာကကျမရဲ့အတွေ့အကြုံတွေအများကြီးကို အဓိကထားပြီးတော့ဗီဒီယိုတွေလုတ်ပေးတာဖြစ်တယ်။အဲ့ဒီအတွက်ကြောင့်မလို့ကျမဒီစာတွေ့တွေတိတ်မဟုတ်တဲ့အတွက်ကြောင့်ပေါ့နော်။အမျိုးသမီးတွေအနေနဲ့လည်းကျမပြောတဲ့အရာလေးတွေကတကယ်ကိုအာသတိထားပြီးတော့လိုက်ပါပြုပြင်ပြောင်းလဲမယ်ဆိုရင်အိမ်တော်ရေးပြိုကွဲမှုတွေ relationship အဆင်မပြေမှုတွေမဖြစ်စေနိုင်ဘူးဆိုတာကိုကျမကအာမခံနိုင်တယ်။ဇွဲရှိဖို့တော့လိုတာပေါ့ရှင်။ကျမရဲ့ဗီဒီယိုတွေအောက်မှာဆိုလို့ရှိရင် တချို့အမျိုးသားတွေပေါ့နော်။အရန်ကိုမှဟို သူတို့ရဲ့ခေါင်းထဲမှာပေါ့နော်ဒီလိန်ကိစ္စနဲ့ပတ်သက်ပြီးတော့ပဲအရန်ကြီးစိုးနေတာပေါ့